လူတော်တော်များများကသူတို့ဘဝမှာတခါမဟုတ်တခါလဲချောင်းလဲမှာတခုခုပိတ်နေသလိုတဆိုးဆိုးဖြစ်နေသလိုမျိုးခံစားပူကြပါရယ်တကယ်တမ်းတော့ဘာမှမရှိတဲ့အလုံးကြီးတစ်ခုဒါမှမဟုတ်အစာတခုခုကပ်နေသလိုမျိုးခံစားရတာကိုစိတ်ပညာအရာလေဘင်းတဆိုးဆိုးဖြစ်ခြင်းသို့ဟုတ် global fire juice လို့ခေါ်ပါရယ်ဒီခံစားမှုက တကယ်ပစ္စည်းတခုခုလဲချောင်းလဲမှာရှိနေတာမဟုတ်ပဲခံစားမှုတစ်ခုပါ အစာစားရင်ဒါမှမဟုတ်ရေတောက်ရင်ဘာပြေတနာမှမဖြစ်ပေမဲ့ဒီခံစားမှုကစိတ်အနှောင့်အယှက်ဖြစ်စေပြီးနေ့စဉ်ဘဝကိုအနေငယ်ထိခိုက်စေနိုင်ပါတယ်။ဒီခံစားမှုကတခါတရံပဲဖြစ်ပြီးပျောက်သွားနိုင်သလိုတခါတရံမှအကြကြီးဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်။ဒါပေမဲ့ဒါကနာကျင်မှုမရှိသလို အနေငယ်ရှိတဲ့ယောဂတစ်ခုနဲ့လည်းမဆက်ဆက်ပါဘူး။လေပင်တဆုပ်ဆုပ်ဖြစ်ခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ။ဒီခံစားမှုရဲ့အဓိကလက္ခဏာကတော့လေချောင်းထဲမှာတခုခုပိတ်နေသလိုခံစားရတာပါ။ထပ်ပြင်းတခြားလက္ခဏာတွေလည်းရှိနိုင်ပါတယ် ဒီလက္ခဏာတွေကစိတ်ဖိစီးမှုနဲ့တိုက်ရိုက်ဆက်ဆက်နေပြီးစိတ်ဖိစီးလေလေပိုဆိုးလေလေဖြစ်တတ်ပါတယ်။ဥပမာလေချောင်းရရတာဆက်လက်ဖြစ်နေတဲ့ချောင်းဆိုးတာအတန်ဝင်ခြင်းအတန်ပြောင်းခြင်းလေချောင်းကချွဲကက်နေသလိုခံစားရခြင်းဘာဇက်နာခေါင်းဒါမှမဟုတ် sinus တွေမှာချွဲဆုပုံလာတာဒီလက္ခဏာတွေကစိတ်ဖိစီးမှုနဲ့ဆက်ဆက်နေတတ်ပါတယ်။ဆိုလိုတာကတင်စိတ်ဖိစီးမှုဒါမှမဟုတ်ဆိုးရိမ်မှုညာလာရင်ဒီလက္ခဏာတွေပိုဆိုးလာနိုင်ပါတယ်။လေပင်တဆုပ်ဆုပ်ဖြစ်ခြင်းဖြစ်ရတဲ့အကြောင်းမျိုးမျိုး ဒီခံစားမှုကိုဘာကဖြစ်စေလဲဆိုတာအတိအကျမသိရသေးပေမဲ့အကြောင်းမျိုးမျိုးကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ဒါတွေကရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောပါဥပမာစိတ်ခံစားမှုတွေကိုထိ ंच ုပ်ထားရတဲ့သူတွေမှာစိတ်ဖိစီးမှုများပြီးဒီခံစားမှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။အဓိကအကြောင်းချို့ကတော့တဲ့အစာအိမ်ပြန်တက်ယောဂဒါကအစာအိမ်တဲကအက်စစ်တက်တွေအစာပြုံကန်းနေလေကြောင်းထဲကိုပြန်ထက်လာတာပါ။ဒါကလေကြောင်းထဲမှာတခုခုပိတ်နေသလိုခံစားရစေနိုင်ပါတယ်။နှစ်လေကြောင်းချက်သားများတင်းမာခြင်း လေချောင်းမှာရှိတဲ့ကြွက်သားတွေရုတ်တရက်တင်းမာသွားတာကြောင့်ဒီခံစားမှုဖြစ်ပေါ်နိုင်ပါတယ်။သုံးထိတ်ကက်နာနာခေါင်းဆိုင် nest တွေယောဂဘိုးဝင်တာဒါမှမဟုတ်ဖောင်းပွလာတာကြောင့်လည်းဒီလိုခံစားရနိုင်ပါတယ်။လက္ခဏာတွေကတော့နာခေါင်းပိတ်တာနာရီယိုတာခေါင်းကိုက်တာစတာတွေပါ။လေးဦးကျွန်ချင်းအစာအိမ်ရဲ့တစိတ်တစ်ပိုင်းကအစာပြုံကနေရင်ဘက်သေးကိုရွေ့လျားသွားတဲ့အခြေအနေပါ။ငါနာခေါင်းတွဲမှအရေးများလေချောင်းတဲသို့စီးကြခြင်း နာခေါင်းငယ်ကချွဲရည်လေချောင်းလေးကိုစီးကြလာတာကြောင့်လေချောင်းလေးမှာတခုခုရှိနေတယ်လို့ခံစားရစေပါတယ်။ဒါကများသောအားဖြင့်ချောင်းဆိုးတာဒါမှမဟုတ်နာစေတာနဲ့ဆက်ဆက်နေတတ်ပါတယ်။၆စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုစိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေစိုးရိမ်စိတ်များတာတွေကလည်းလေချောင်းချက်သားတွေကိုတင်းမာစေပြီးဒီလိုလက္ခဏာမျိုးဖြစ်စေနိုင်ပါတယ်။ခုနှစ်လေပင်ကြီးယောဂလေချောင်းမှာရှိတဲ့တိုင်းရိုက်ကလင်းကပုံမှန်မဟုတ်ဘဲကြီးလာတဲ့အခါမှာလေချောင်းမှာတခုခုဖိထားသလိုခံစားရနိုင်ပါတယ်။ လေပင်တဆုပ်ဆုပ်ဖြစ်ခြင်းကိုတတ်တတ်အောင်ဘလို့လေ့ကျင့်ခန်းတွေလုပ်နိုင်မလဲဒီခံစားမှုကိုတတ်တတ်အောင်လုပ်နိုင်တဲ့လွယ်ကူတဲ့လေ့ကျင့်ခန်းတချို့ရှိပါတယ်ဒီလေ့ကျင့်ခန်းတွေကိုဖြည်းဖြည်းချင်းအာရုံစိုက်ပြီးလုပ်ဖို့လိုပါတယ်အထူးဖြစ်လေပင်နဲ့ပခုံးနဲ့ဆိုင်တဲ့လေ့ကျင့်ခန်းတွေမှာဂယူစိုက်ဖို့လိုပါတယ်တက်ဝါတဲ့လေ့ကျင့်ခန်းဒီလေ့ကျင့်ခန်းကအရှာနဲ့မေယိုတင်းမာနေတာကိုတတ်တာစေပါဗါးဆက်တဲမှာတကြလုံးတလုံးရှိတယ်လို့စိတ်ကူးပြီးရှာနဲ့ရှေ့တော့နောက်ဆုပ်ပညာလှူရှားပါတဖြည်းဖြည်းပေါ်အားထိတ်ပြီးလှူရှားမှုကိုပိုကြီးအောင်လုပ်ပါ ဒါကိုဒီနေ့တစ်ကြိမ်လောက်လုပ်ပေးပါနှစ်အသက်ရှူလေးကျင့်ခန်းဒီလေးကျင့်ခန်းကဘိုင်းနဲ့ဥသွေးချက်သားတွေကိုဖြေလျှော့ပေးပါတယ်ကုလားထိုင်မှာတက်တောင်းတက်တာထိုင်ပြီးလက်နှစ်ဖက်ကိုဘိုက်ပေါ်တင်ပါဘားဇက်ကနေလေးကိုဘိုက်ကွန်ဖောင်းမို့တလို့ပြင်းပြင်းထုတ်ပါလေထုတ်တဲ့အခါဘိုင်းနဲ့ရင်ဘတ်ပိုင်းကဖြေလျှော့သွားတာကိုလက်နဲ့စမ်းကြည့်နိုင်ပါတယ်လေကိုအဆုံးထိမို့ထုတ်ပြီးသွားရင်ခန့်အနာပေးလိုက်ပါအစုတ်သေးကိုလေးပြန်ဝင်လာတာကိုသဘာဝတိုင်းထားလိုက်ပါ။ဒါကိုအချိန်များစွာလုံနိုင်ပါတယ်။ တုံးလေဘင်းနဲ့ပခုံးလေးကျင်ခန်းတက်တောင့်တက်တာထိုင်ပြီးမေးစေးကိုရင်ပက်စီဖြည်းဖြည်းချပါတစ်ဆယ်စက္ကန့်လောက်ထားပြီးပြန်မော့ပါပြီးရင်ခေါင်းကိုအပေါ်မော့ပြီးမျက်နှာကိုမျက်နှာကျက်စီထောင်ထားပါတစ်ဆယ်စက္ကန့်လောက်ထားပါပခုံးနှစ်ဖက်ကိုနားရဲနားရောက်တဲ့အထိတွန့်တင်ပြီးတစ်ဆယ်စက္ကန့်လောက်ထားကဖြည်းဖြည်းချင်းပြန်ချပါလေးတန်းဝေခြင်းလေးကျင်ခန်းတတောင်တတထိုင်ပြီးပခုံးနဲ့လေဘင်းကိုဖြေလျှော့ထားပါတကယ်တန်းကျင်တလို့မျိုးပါးစပ်ကိုကြဲကြဲဟပ်ပြီးအသက်ကိုဝအောင်ရှူသွင်းပါ လေချောင်းနဲ့ရှာမှာတင်းအားဖြစ်လာတာကိုသတိထားပါပြီးရင်လေကိုဖြည်းဖြည်းချင်းပြုံမုတ်ထုတ်ပြီးဖြည့်လျှော့လိုက်ပါထားကိုအချိန်နည်းဆုံး၃ချိန်လောက်ပါဒီလေးကျင့်ခန်းကလေချောင်းနဲ့မေယိုကြွက်သားတွေကိုအကောင်းဆုံးဖြည့်လျော့စေပါတယ်လေချောင်းထဲမှာတခုခုပိတ်နေသလိုခံစားရတဲ့တခြားအကြောင်းရင်းများလေပင်တဆုတ်ဆုတ်ဖြစ်ခြင်းအပြင်ဒီလိုခံစားရစေတဲ့တခြားအကြောင်းရင်းတွေလည်းရှိပါတယ်အဓိကတစ်ခုကတော့မျိုးချဖို့ခက်ခဲတဲ့အခြေအနေပါမျိုးချရခက်ခြင်းဆိုတာပါလေ ဒါကတော့အစာရည်ဒါမှမဟုတ်တန်ထွေးတော်မျိုးချဖို့ခက်ခဲတဲ့အခြေအနေပါ။ဖားဆက်လေချောင်းဒါမှမဟုတ်အစာပြုံမှာရှိတဲ့ကြက်သားတွေအာယုံကြောတွေရဲ့ပြဒနာကြောင့်ဖြစ်နိုင်ပါတယ်။ဒါကအသက်ရှူမှုကိုမထိခိုက်ပေမဲ့စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။မျိုးချရခက်ချင်းမှအောက်ကမျိုးစားတွေပါဝင်ပါတယ်။တဲ့ဖားဆက်ဆိုင်ရာမျိုးချရခက်ချင်းဒါကဖားဆက်ထဲမှာပြဒနာဖြစ်တာပါ။ဥပမာရှာအားနေတာလေဖြက်ပြီးနောက်ဖြစ်တတ်တာဒါမှမဟုတ်အစာဝါဖို့ခက်ခဲတာမျိုးပါ။ ထာကြောင့်အာဟာရတဲ့ချိုးရတာရေတက်ပြက်လက်တာဒါမှမဟုတ်အဆိုးဆုံးဆိုရင်အဆုတ်ထက်အစာပိတ်ပြီးအဆုတ်ရောဂါဖြစ်နိုင်ပါတယ်။နှစ်လေချောင်းဆိုင်ရာမျိုးချရခက်ခြင်းဒါကလေချောင်းနဲ့ပါဇက်မှာပြဒနာဖြစ်တာပါ။အာယုံကြောပြဒနာဒါမှမဟုတ်စက်သားပြဒနာရှိသူတွေမှာဖြစ်တတ်ပါတယ်။လက္ခဏာတွေကတော့အတန်ပြောင်းလဲလာတာ၊ကိုယ်လေးချိန်တိတိတသာကျလာတာ၊မျိုးချရင်ချောင်းဆိုးတာဒါမှမဟုတ်အစာပိတ်လို့ဖြစ်တာ။၃အစာပြုံဆိုင်ရာမျိုးချရခက်ခြင်း ။ဒါကအစာပြုံထဲမှာအစာတစ်ခုခုပိတ်နေတယ်လို့ခံစားရတာပါ။ဒါကလေပင်တဆုပ်ဆုပ်ဖြစ်ခြင်းနဲ့ဆင်တူပြီးလူတွေမှာဖြစ်တတ်တဲ့အကြောင်းများဆုံးပါ။လေးအစာအိမ်အဆစ်ပြန်တဲ့ယောဂါကြောင့်ဖြစ်တဲ့မျိုးချရခက်ခြင်း။အစာအိမ်အဆစ်ပြန်တက်ယောဂဖြစ်တဲ့သူတွေမှာအစာအိမ်တွေကအဆစ်တက်တွေအစာပြုံကနေလေချောင်းထဲပြန်တက်လာတဲ့အခါလေချောင်းထဲမှာတခုခုရှိနေတယ်လို့ခံစားရစေပါတယ်။ဒါကမျိုးချတဲ့အခါအနည်းငယ်ပူဇက်ဆက်ခံစားရတာမျိုးလဲပါဝင်နိုင်ပါတယ်။နောက်ဆုံးအနေနဲ့ လေချောင်းထဲမှာတခုခုပိတ်နေသလိုခံစားရတာကလူတော်တော်များများမှာဖြစ်တတ်တဲ့အခြေအနေတစ်ခုပါ။ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ဖြစ်ပေါ်နိုင်တာမို့ဒီလိုဖြစ်နေရင်ဆရာဝန်နဲ့တိုင်ပင်တာကအကောင်းဆုံးပါ။ဒီလေးကျင့်ခန်းတွေကိုပုံမှန်လုပ်ပြီးစိတ်ဖိစီးမှုကိုလျှော့ချရင်ဒီခံစားမှုကိုတတ်တာသွားအောင်ကူညီပေးနိုင်ပါတယ်။ဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိတယ်ဆိုရင် like နဲ့ share လေးလည်းလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။ နောက်ထပ်ဗီဒီယိုအသစ်သစ်တွေကိုလည်းထက်မှန်ကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုခြင်းပါတယ်။အားလုံးပဲစိတ်အီချမ်းသာခြင်းကိုယ်အီချမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းရင်းနဲ့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်။